ရဟန္တာတို့ယောဟောတိဘိက္ခုအရဟံကတာဝေခိနာသောအန္တိမဒေဟဓာရီယန္နာပုဂ္ဂိုလ်ပေါ့ယန္တဘာဟာတဲ့ယန္နာဖြစ်နေပြီကတာဝေသူ့ရဲ့ယဟန်ကိစ္စတွေကိုလည်းပဲအကုန်လုံးမလေးပါရပြီတာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးလုတ်ပြီးသွားပြီခိနာသော အာသောလို့ခေါ်တဲ့အစွဲတွေလည်းအကုန်လုံးကုန်သွားပြီအန္တိမဒေဟဓာရီနောက်ဆုံးခန္ဓာကိုယ်ကို စောင့်ပြီးနောင်ဘဝတွေမှာဆက်ပြီးတော့မဖြစ်ရတော့ဘူး။ဒါအလုံးသိမိသားပါပဲ။ယဟန္တာပုဂ္ဂိုလ်တစ်ပါးအနေနဲ့တော့အဲ့လိုယဟန္တာပုဂ္ဂိုလ်တစ်ပါးဟာအဟံဝတာမိတိဝရေယငါပြောနေတယ်လို့ငါဆိုတဲ့စကားလုံးကိုသူတို့သုံးလာတဲ့။မမဝရံတိတိဝရေယငါဟာဆိုတဲ့ဟာစကားလုံးကို သုံးတာဗျာလို့မြတ်စွာဘုရားပြောတာ။ငါဆိုတဲ့စကားလုံးကိုသုံးသလား။ငါပြည့်စီငါဥစ္စာငါဟာဆိုတဲ့စကားလုံးကိုယဟန္တာပုဂ္ဂိုလ်တွေကသုံးသလားဖရာလို့ပြောတာဒီကာတာကိုဘယ်သူကပြောတယ်လဲဆိုတော့ အဲ့ဒီတော့ထဲမှာနေတဲ့တောဆောင်နတ်ကရှောက်တောဆောင်နတ်ကယဟန်ဒေနာတရင်နေတာဖြစ်တဲ့အတွက်ကြောင့်ယဟန်နေရဲ့အခြေအနေလေးတွေကိုကြည့်လိုက်တဲ့အခါကျတော့ယဟန်တော်တွေဟာယဟန်နာဖြစ်နေကြပြီတကယ်သူတော်စင်ကြီးတွေဖြစ်နေကြပြီဒါပေမဲ့သူသဘောမကျတာလေးကယဟန်နာတွေလို့ပြောပေမဲ့လည်းပဲတာမန်လူတွေသုံးတဲ့အုံလုံးတွေသုံးနေတော့မယ်ယဟန်နာပုဂ္ဂိုလ်ကြီးတွေဟာငါထိုင်တယ်ငါစွမ်းစားနေတယ်ငါဘာလုပ်နေတယ်ညီငယ်ဆိုတဲ့စသဖြင့်ပေါ့ငါဆိုတဲ့စကားလုံးကိုသူတို့တွေသုံးနေတာ ပြီးတော့ ငါတပည့်ငါသင်္ကန်းဟောငါဥစ္စာဆိုတဲ့စကားလုံးတွေကိုလည်းပဲသူတို့တွေသုံးနေတာအဲ့ဒီကာကြတော့ငါဆိုတဲ့စကားလုံးသုံးနေတယ်ဆိုတာမာနာမြတ်မကုံသေးလို့လားငါဥစ္စာဆိုတော့သုံးနေတဲ့အတွက်ကြောင့်တဏှာတွေမြတ်မကုံသေးလို့လားမာနာတွေတဏှာတွေယဟန္တာတွေကအကုန်လည်းပြောသေးတယ်ငါဆိုတဲ့စကားလုံးတွေသုံးနေတယ်ငါဥစ္စာဆိုတဲ့စကားလုံးတွေသုံးနေတယ်ဒီလိုသုံးတာတကယ်အဲတခုခုကြောင့်များလားဆိုပြီးတော့မြတ်စွာဘုရားကိုလာလျှောက်တာမြတ်စွာဘုရားတဲ့ယဟန္တာပုဂ္ဂိုလ်ယဟန္တာဖြစ်သွားပြီဆိုရင်ငါဆိုတဲ့စကားလုံးတွေသုံးသေးလားဗျာ ငါဥစ္စာဆိုတဲ့သကလုံးတွေသုံးနေလားဗျာလို့ရှောက်တာမြတ်စွာဘုရားပြန်ဖြေတယ်ယောဟောတိဘိက္ခုအရဟံကတဝီခိနာသောအန္တိမတေဟဓာရီယဟန္နာပုဂ္ဂိုလ်တွေဟာကိလေသာတွေအကုန်လုံးဂုံပြီးသွားပြီကိလေသာဂုံပြီးသွားတဲ့ယဟန္နာပုဂ္ဂိုလ်ဖြစ်ပေမဲ့လည်းပဲအဟံဝရမိတိသောဝရေယငါဆိုတဲ့သကလုံးကိုသူတို့တွေသုံးညသေးတယ်ငါငါဆွန်းစားတယ်ငါထိုင်တယ်ငါသွားတယ်အစသဖြင့်ငါဆိုတဲ့သကလုံးကိုသုံးညတယ်မမဝရန္တိတိပိသောဝရေယ ငါဥစ္စာဆိုတဲ့စကားလုံးကိုလည်းသူတို့တွေသုံးကြတယ်ငါသပိတ်ငါသင်္ကန်းစသဖြင့်သူတို့တွေသုံးကြတယ်ဘာကြောင့်သုံးကြတာလဲဆိုတော့လောကံလောကေသမင်ညာကုသလောဝိရိတ်တော်ကုသလောသူတို့တွေကခန္ဓာစသဖြင့်အဲယုံနာသဘောတရားတွေမှာတော့ကျွမ်းကျင်တယ်ယုံနာသဘောတရားတွေကျွမ်းကျင်ပေမဲ့ကျွမ်းကျင်တဲ့ယန္နာပုဂ္ဂိုလ်ကြီးတွေခါတဲ့လောကေသမင်ညာလောကရဲ့အခေါ်အော်တွေကိုဝိရိတ်တော်ကသူတို့တွေနားလဲကြလို့ဒီလိုသုံးကြတာလောကေသမင်ညာဝိရိတ်တော်ကလောကရဲ့အခေါ်အော်အသုံးနှုန်းတွေကိုနားလဲတဲ့အတွက်ကြောင့် ။ဘောရမတ်တေနာပြောတဲ့စကားပြောတဲ့အခါကျတော့ဘယ်ကိုပြောတဲ့အတိတ်ပဲကိုသိဖို့ရာဆိုတဲ့အတွက်သိဖို့ရာဆိုတဲ့ရည်ဝဲချက်နဲ့ဘောဟာရမြသုံးနှုံးနဲ့သဘောတရားမျှသားရင်ဘောရီယာသုံးနှုံးနေကြတာပါခေါ်ပြောဆိုနေကြတာပါလို့သူကပြောတာမြတ်စွာဘုရားကမိတ်လားဒီနေရာမှာတော့အထာဂရာဖွင့်လိုက်တာလေဖွင့်လိုက်တာသူ့ကိုရှင်းပြတယ်ပေါ့ဘာရှင်းပြတယ်လဲဆိုတော့ရဟနာပုဂ္ဂိုလ်တွေကကိုယ်တော်ခန္ဓာအာရဏစသည်ဖြင့်ကြွကျင်နေပြီရုပ်တွေကိုကြည့်ပြီးဆိုရင်လည်းပဲ ယောဂခန္ဓာ၅ပါးအနေနဲ့ပဲကြည့်တယ်ဒုက္ခရကောယခန္ဓာကိုယ်လည်းကြည့်ရင်လည်းခန္ဓာ၅ပါးအနေနဲ့ကြည့်တယ်သူများခန္ဓာကိုယ်လည်းခန္ဓာ၅ပါးအနေနဲ့ကြည့်တယ်ဒါကြောင့်ခန္ဓာ၅ပါးမှာကျွမ်းကျင်တယ်ဒါပေမဲ့သူများသိအောင်စကားပြောတဲ့နေရာကြတော့ခန္ဓာ၅ပါးဆိုတဲ့စကားကြီးတွေတော့ပြောရင်နားမလည်နိုင်ဘူးဟုတ်တယ်မလားအာငါစားတယ်ငါသွားတယ်ဆိုတဲ့စကားလုံးကိုခန္ဓာငါခန္ဓာခန္ဓာတွေစားနေတယ်ခန္ဓာတွေသွားနေတယ်ဒုက္ခန္ဓာလည်းခန္ဓာပဲကိုယ်ခန္ဓာလည်းခန္ဓာပဲဒါဆိုရင်ပြောတဲ့စကားဟာလောကအတုံးတော့မဟုတ်တာကတကြော ပြောရင်လည်းပဲနားမလည်နိုင်တာကတကြောင်အဲ့ဒီအကြောင်းနှစ်ချက်ကြောင့်နော်လောကအတုံးလုံးမဖြစ်နဲ့မဟုတ်တာကတကြောင်ပြောရင်လည်းနားမလည်နိုင်တာတကြောင်ဖြစ်တဲ့အတွက်ကြောင့်ခန္ဓာတွေကိုကောင်းကောင်းနားလည်တဲ့ယုံနာတွေကိုကောင်းကောင်းကွဲတာဖြစ်ပေမဲ့လည်းပဲလောကအတုံးလုံး live ပဲအ live ပဲသူက live သုံးနေတာပါဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားကမိန့်လိုက်တာအဲ့လိုမိန့်လိုက်တဲ့အခါကျတော့ယောဟောတိဘိက္ခုအရဟံကတာဝိခိနာတော့အနိမတေဟဓာရီဟောဟုတ်ပြီ မြတ်စွာဘုရားမိန့်လိုက်တယ်ဆိုတော့လိုချင်မှုတဏမရှိလို့အဲသူတို့လိုချင်မှုတဏမရှိပေမဲ့လည်းလောကဝဟာရအရာလောကအသုံးနှုတ်အလိုက်လိုက်ပြီးတော့ဟိုတုံးရတယ်ဆိုရင်ဟုတ်ပြီတဏတော့မရှိတော့ဘူးမဟာနာမြရှိသေးသလားလို့သူကတန်နေမေးကျင်တဲ့အတွက်ကြောင့်ဒုတိယကရာထပ်ပြီးတော့ရှောက်တယ်အဲ့ဒီယန္နာပုဂ္ဂိုလ်တွေဟာတဲ့တဏကုံတာတော့ဟုတ်ပါပြီတတိယအကြောင်းမာနနုခောသောဥပါကမ္မဘေကုအဲ့ဒီယဟန္တာဖြစ်တဲ့ယဟန်တွေဟာ မာနအကိုပါတဘာဘာမြန်ကပ်ပြီးတော့နေနေတာလားမာနတွေရှိလို့ငါဆိုတဲ့အတုံးနှုံးတွေတုံးနေတာလားငါဥစ္စာဆိုတဲ့အတုံးနှုံးတွေတုံးနေတာလားဖရားလို့မြတ်စွာဘုရားထပ်လျှောက်ပြန်ရောလျှောက်တဲ့အခါကျတော့ဘဟိနမာနတနာတန္တိကန္တာတဲ့နော်ယန္နာပုဂ္ဂိုလ်တွေဆိုတာ မာနတွေအကုန်လုံးပဲပြီးသွားပြီတဲ့ကန္တာဆိုတဲ့အနောင်ဖွဲ့တွေမာနစားတဲ့အနောင်ဖွဲ့တွေလည်းပဲမြတ်စွာယန္နာပုဂ္ဂိုလ်တဏ္ဍာမှာဘာမှမရှိတော့ဘူး မာနကံထက်တာမာနကံထက်တာတပ်ပေမာနကံခံအတ္တတပ်ပေအတ္တအရိယနာပုဂ္ဂိုလ်ရဲ့တဏ္ဍမှာတပ်ပေမာနကံထာ မာနအားလုံးကံထာအားလုံးနော်ဝိလူပိတာအကုန်လုံးဖြတ်စီးပြီးပြီမာနတွေအားလုံးယန္နာပုဂ္ဂိုလ်တွေကအကုန်လုံးမတ်တွေနဲ့မတ်တွေဖိုးတွေနဲ့အကုန်လုံးတပ်ဖြတ်ပြီးသွားပြီကံထာဆိုတဲ့အနောင်ဖွဲ့တွေအားလုံးလည်းပဲမတ်တွေဖိုးတွေနဲ့အကုန်တပ်ဖြတ်ပြီးသွားပြီသောဝိတိဝတ္တမညတန်သူမေတော်တကယ်ပညာရှင်ဖြစ်တဲ့သူမေတော်ကောင်းသောပညာရှိတဲ့အဲ့ဒီယန္နာပုဂ္ဂိုလ်တွေဟာမညတန် အမားထင်မှုဆိုတဲ့တဏ္ဏမာနဒိဋ္ဌိတဏ္ဏနဲ့အမားထင်တာတွေရှိတယ်မာနနဲ့အမားထင်တာတွေရှိတယ်ဒိဋ္ဌိနဲ့အမားထင်တာတွေရှိတယ်မဉ္ဇနာသုံးမျိုးနဲ့အမားထင်တာတွေကိုလည်းပဲဝိတိဝတ္တသူတို့လွန်သွားပြီပြီတဲ့အဲ့လိုမာနလည်းပဲသူကနောက်တစ်ခါထပ်မေးမှဆိုလို့အကုန်လုံးအပြက်တာပြောလိုက်တော့တာနံပါတ်1မာနလည်းပဲအကုန်လုံးဖြတ်ပြီးကုန်းသွားပြီ ကန္တာဆိုတဲ့အနောင်ခွဲတွေလည်းပဲအကုန်လုံးဂုံသွားပြီမညမညတန်းဆိုခေါ်တဲ့အမအတွေးတွေအမအယူစားတွေလည်းပဲအကုန်လုံးကင်းသွားပြီပြီကင်းသွားပေမဲ့ level ခုနပြောသလိုပါပဲလောကေတမေညာကုသလောဝိရိတ်တော်ပါနော်လောကရဲ့အခေါ်အဝေါ်အသုံးအစွဲတွေကိုကောင်းကောင်းနားလည်တဲ့အတွက်ကြောင့်အခေါ်အဝေါ်အသုံးအစွဲအလိုက်နော်ငါဆိုတဲ့သကလုံးတွေကိုယန္နာပုဂ္ဂိုလ်တွေကသုံးနှုံးပါပဲတဲ့ငါဥစ္စာဆိုတဲ့သုံးနှုံးတွေကိုယန္နာပုဂ္ဂိုလ်တွေကသုံးနှုံးပါပဲဒါပါပဲကွာထူးထူးတွေတော့မဟုတ်ပါဘူးနော် ်သူကဘာလဲဆိုတော့မာဆိုတဲ့သကလုံးသုံးတယ်ဆိုကြတဲ့ကမာဘာလဲဆိုရင်ဒိဋ္ဌိတို့မာတဏ္ဍာတို့ရှိနေသေးမာနတို့ရှိနေသေးသလားငါဥစ္စာလို့သုံးတဲ့အတွက်ကြောင့်တဏ္ဍာတွေများရှိနေသေးသလားတဏ္ဍာမရှိဘူးဆိုရင်ငါဥစ္စာလို့မသုံးသင့်ဘူးပေါ့ဒါဘာလဲဆိုရင်ငါဟိုမာနမရှိဘူးဆိုရင်ငါဆိုတဲ့သကလုံးမသုံးသင့်ဘူးပေါ့ဒါလေးတွေဒါကဒါကြောင့်ဥစ္စာတို့တွေဒါကလေးကြတော့အပေါ်ယံလေးတွေကြည့်ပြီးတော့လူတယောက်ကိုသူကအခက်ခတ်လို့မရဘူးနော်ဟိုအောက်တဲ့ဆုံးပြောမယ်ပေါ့ကွာအဲခုခဲ့တဲ့ဘာလဲဈေးတယ်ကိုဈေးတယ်စကားလေးနဲ့ပြောရတာပဲ နော်ရှင်ဘုရင်ကိုရှင်ဘုရင်အုတ်ချုပ်ရေးသမားကိုအုတ်ချုပ်ရေးစကားနဲ့ပြောရတာပဲနော်နိုင်ငံရေးသမားကိုနိုင်ငံရေးစကားလေးတွေနဲ့ပြောရတာလည်းရှိတယ်အဲဒီဘုန်းကြီးတွေကနိုင်ငံရေးမြတ်လုပ်နေလို့လားအုတ်ချုပ်ရေးမြတ်လုပ်နေလို့လားဈေးအောင်ဈေးဝယ်မြတ်လုပ်နေလို့လားအဲ့လိုသွားမှထင်းတဲ့သူတို့ကိုနားလည်အောင်ပြောတဲ့နေရာမှာသူတို့နားလည်မဲ့စကားလုံးတွေကိုသုံးရတယ်ဆိုတဲ့စကားကိုစကားကိုဒီဟာကပြောတာနော်ဟုတ်ပြီနောက်တစ်ကားတာနောက်ပစ္စောတသုံးကတိလောကသမေပစ္စောတာတေယေဟိလောကောပကံတိ လောက လောကကြီးကို ပကတိထွန်းလင်းတော့ပါစေနိုင်တဲ့ပိဇောတာအလင်းရောင်နေတာကတိလောကသမိန်လောကမှာဘယ်နှခုရှိပါသလဲဗျာလောကကိုထွန်းလင်းတော့ပါစေနိုင်တဲ့အလင်းရောင်နေအယောင်အလင်းတွေဟာလောကမှာဘယ်နှခုရှိပါသလဲဗျာဘဂဝန္တံပௌထုပௌထုမာကံမမြတ်စွာဘုရားစီကိုတပည့်တော်တို့ကမေးဖို့ရလာကြတာပါဗျာ ကထံဇာနေမှုဓမ္မယံအဲလောကမှာလင်းအယောင်အလင်းဘယ်နှမျိုးရှိတာကိုတို့တို့ဘလို့သိရမှာပါလဲဘုရားလို့မြတ်စွာဘုရားရှောက်တာရှောက်တဲ့အခါကျတော့စတ္တတော်လောကေပစ္စောတာလောကမှာအဲထွန်းလင်းတောက်ပစေနိုင်တဲ့အယောင်အလင်းတွေဟာ၄မျိုးရှိပါတယ်ပင်စမိတ္တနာဝေသတိ၄မျိုးထက်ပိုပြီးတော့၅ခုမြောက်ဆိုတာမရှိပါဘူးတဲ့ဒေဝတပတိအာဒေသောမနှစ်ပိုင်းမှာဆိုရင်နေမင်းဟာထွန်းလင်းတောက်ပတယ်မနှစ်ပိုင်းရဲ့အလင်းရောက်ဟာနေမင်းပဲ ရတိမာပါတိစန္ဒီမာညာပိုင်းမှာဆိုရင်လဟာထွန်းလင်းတောက်ပါတယ်ညာပိုင်းရဲ့အယောင်အလင်းဟာလပဲအထအက်ကိဒီဝရတေနေရောညာရောလင်းတဲ့အလင်းတစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့အက်ကိမိပါတထတထဘဂန္တတိအဲ့ဒီမိဟာလည်းပဲထွန်းတဲ့နေရာမှန်သမျှဘယ်နေရာမှဆိုထွန်းလင်းတောက်ပါပြီးတော့အလင်းရောင်ပေးနိုင်ပါတယ်အဲ့ဒီထဲမှာတော့တန်ဘုဒ္ဓတပတန်တိထောအဲ့ဒီအယောင်အလင်း အဲအားလုံးနေတဲ့မှာတော့တန်ဘုဒ္ဓမြတ်စွာဘုရားကထွက်တဲ့အရောင်လင်းကတော့တစ်ထောအမျက်ဆုံးပဲမြတ်ဗျာမြတ်စွာဘုရားကထွက်တဲ့အလင်းရောင်မြတ်စွာဘုရားဆိုတဲ့အလင်းရောင်ကတော့အမျက်ဆုံးပဲအေသာအာဘာအနုဒရာအဲမြတ်စွာဘုရားဆိုတဲ့အရောင်လင်းကတော့သူ့ထက်သာတာဘာမှမရှိတော့ပါဘူးဟောမြတ်စွာဘုရားဆိုတဲ့အရောင်လင်းကဘာတွေလဲလို့မေးရင်နော် ပညာဆိုတဲ့အကြောင်းလင်းနေရှိတယ်။မြတ်စွာဘုရားရဲ့ပညာတော်တွေကြောင့်တလောကလုံးကြီးအကုန်လုံးအလင်းရောင်ရသွားတာ။ဦးဇင်းတို့တို့ရေတို့တို့ကုသိုလ်အကုသိုလ်တွေနားလည်သွားတယ်။ဘဝဆိုတာနားလည်သွားတယ်။တန်ရာဆိုတာနားလည်သွားတယ်။ဒုက္ခတွေကလွတ်မြောက်တဲ့နိလန်းတွေနားလည်သွားတယ်။အလင်းတွေရသွားတာအလင်းတွေရသွားတာ။ဒါပညာဆိုတာအလင်းရလည်းပဲမြတ်စွာဘုရားရဲ့ပေးတဲ့အလင်းပဲ။အဲနောက်ကြတော့ဗာလဲဆိုတော့ဉာဏ်ပညာဆိုတဲ့အလင်းကလည်းမြတ်စွာဘုရားပေးတဲ့အလင်း ပြီးတော့မြတ်စွာဘုရားပေးတဲ့အလင်းကဘာလဲဆိုတော့ပတာဒကြီးညိုမှုဟာလည်းပဲမြတ်စွာဘုရားပေးတဲ့အလင်းနောက်ဓမ္မကထာတရားစကားလည်းပဲမြတ်စွာဘုရားပေးတဲ့အလင်းဒါကြောင့်မြတ်စွာဘုရားပေးတဲ့အလင်းတွေဟာဒါဘာလဲဆိုတော့အချိန်အခါကိုကြောပြီးတော့တက္ကနနေရောညာရောအမြဲတမ်းလင်းတယ်နေရာဌာနကိုကြောပြီးတော့တက္ကပါလုံးလင်းတယ်နော်ဒါကြောင့်မြတ်စွာဘုရားဆိုတဲ့အလင်းကလောကမှာတော့အသာဆုံးပါပဲဒီလိုပြောတာပေါ့အဲတထုတ်ထပ်သွားလိုက်ကြအောင်ဆိုပြီးသရတ္တုဒ္ဓ ကုဒောတရနေဝတံတိကထဝတံနဝတတိကုဒောတရဆိုင်နေဟာကုဒောနေဝတံတိဘယ်မှာနောက်ဆုံးအနေနဲ့သွားတာလဲစုံနေသွားတာလဲဒါကိုပဲအထာကနာဖွင့်တဲ့အခါကျတန်တရားဆိုပြီးတော့ဖွင့်လိုက်တာ ဒါကြောင့်တရာတန်တရာရေအိုင်ကြီးဟာတန်တရာရေတွေဟာကုတော်နေဝတန်ဒီဘယ်နေရာမှာနောက်ဆုံးအနေနဲ့အဆုံးသတ်တာလဲတန်တရာဆိုတဲ့ရေတွေဟာဥစဉ်တို့တန်တရာတစ်လျှောက်လုံးစီးဆင်းလာတာနော်ဘယ်တော့မှမရက်မဲ့ပုံပဲဥစဉ်တို့ရေဒီယိုတော်တော်ရေဆိုဘယ်တော့ရက်မလဲမျက်လုံးနဲ့မှတ်ကြည့်ရတော်တော်ခက်တယ်နော်နောက်ဘဝလည်းစီးအောင်မှာပဲနောက်တန်တရာလည်းပဲစီးအောင်မှာပဲရဟန္တာမဖြစ်သမျှတော့စီးနေအောင်မှာပဲကုတော်တရာနေဝတန်ဒီတန်တရာတစ်လျှောက်လုံးစီးဆင်းနေတဲ့ တန်တရာဆိုတဲ့ရေအန်ကြီးဟာတဲ့ဘယ်တော့မှအဆုံးသတ်မှာလဲဘယ်တော့မှစုံနေသွားမှာလဲနောက်ပြန်စုတ်သွားမှာလဲကတ္ထဝတ္တနာဝတ္တတိဝဇင်းရဲ့ဟာဘယ်နေရာမှာမဖြစ်တော့တာလဲဝဇင်းရဲ့မဖြစ်တော့မဲ့နေရာဟာဘယ်နေရာလဲနော်ပြန်ပြောမယ်တန်တရာမဖြစ်တော့မဲ့နေရာဘယ်နေရာတန်တရာမဖြစ်တော့မဲ့နေရာဘယ်နေရာလဲဝဇင်းရဲ့တွေမဖြစ်မဖြစ်တော့မဲ့နေရာဘယ်နေရာလဲကတ္ထနာမင်စရူပင်စနန္ဒီရောယုတ်တေရောအတေတံအကျွမ်းအကြံမရှိ ဥပါနေတော်စတိချုပ်ငိမ့်တဲ့နေရာဘယ်နေရာလဲမေးတာပေါ့နော်ဒါကိုပြန်ပြီးတော့အရှင်းပြောရမယ်ဆိုရင်တန်တရားတွေဘယ်တော့ကြာမှရက်မှာလဲဝဇင်းရဲ့တွေဘယ်တော့ကြာမှကုန်မှာလဲနန်းနေရုပ်တွေဘယ်တော့မှမဖြစ်ဘဲဒီဘယ်နေဘယ်ချိန်ကြာမှနောက်ဆုံးချုပ်သွားမှာလဲနန်းနေရုပ်တွေဆက်မဖြစ်တော့မှာလဲလို့မြတ်စွာဘုရားကနတ်သားကရှောက်တာ ရောက်တဲ့အခါကျတော့ယက်ထာအဘောဇာပထဝီယက်ထာပေးလိုက်ပြီးပါပြီ။ဘယ်မှာလဲ။နိဗ္ဗာန်နိဗ္ဗာန်ရောက်ရင်တန်တရာရေတွေကယက်သွားမှာ။နိဗ္ဗာန်ရောက်သွားပြီဆိုရင်ဝဆင်းရဲတွေမဖြစ်တော့ဘူး။ဒုက္ခတွေမရောက်တော့ဒုက္ခတွေမရှိတော့ဘူး။နိဗ္ဗာန်ရောက်သွားပြီဆိုရင်နာန်တွေရောရုပ်တွေရောအကုန်လုံးအကျွမ်းကျန်မရှိတော့ဘဲနဲ့အကုန်လုံးချုပ်သွားမှာ။အဲနိဗ္ဗာန်ကိုပဲမျက်လုံးနဲ့မြင်အောင်လို့ဗာနဲ့ပြောလိုက်တယ်လဲဆိုတော့အာဘောဇာပထဝီဇတေဇောဇာဝါရယောဇာနဂါတတိအာဘောဓာတေ ပထဝီဓာတ်တွေတေဇောဓာတ်တွေဝါယောဓာတ်တွေဦးဇင်းတို့ဒီလိုရခန္ဓာကိုယ်တွေခန္ဓာကိုယ်ထဲမှာတော့အမာခံဓာတ်ကြီး၄ပါးရှိတယ်ဆိုတာဦးဇင်းတို့သိပြီးသားပဲအာဘောရေဓာတ်ရေဓာတ်ဆိုတဲ့စီစဉ်ဓာတ်တဲ့သဘောတရားတွေပထဝီဆိုတဲ့ပထဝီဓာတ်လို့ခေါ်တဲ့မြေဓာတ်လို့ခေါ်တဲ့အမာတဲ့သဘောတရားတွေတေဇောလို့ခေါ်တဲ့အပုမိဓာတ်လို့ခေါ်တဲ့အပုအေးတွေဝါယော လေဓာတ်လို့ခေါ်တဲ့လှုပ်ရှားမှုတွေအဲ့ဒီ၄မျိုးလုံးနာဂာတတိတဲ့မတီးရောတဲ့မရှိရောတဲ့နေရာနိဗ္ဗာန်မှာပဲ အဲ့ဒီနိဗ္ဗာန်ရောက်မှသာလေအဓိကပြောချင်တာကတော့ခန္ဓာကိုယ်ပါပဲခန္ဓာမဖြစ်တဲ့နေခန္ဓာမဖြစ်တော့တဲ့အချိန်ဟာနိဗ္ဗာန်ပဲလူတွေဒုက္ခရောက်နေကြတယ်ဘာကြောင့်ဒုက္ခရောက်တာလဲခန္ဓာရှိနေလို့ဒုက္ခရောက်နေတာခန္ဓာမရှိရင်ဒုက္ခမရောက်တော့ဘူးเนาะခန္ဓာရှိတယ်ဆိုတော့ဘာကြောင့်ရှိတာလဲကံတွေကြောင့်ရှိတာကံတွေဘာကြောင့်ရှိတာလဲအဝိဇ္ဇာတဏ္ဍာကြောင့်ရှိတာအဝိဇ္ဇာတဏ္ဍာအခြေခံတဲ့ကံတွေလောက်ခဲ့ကြတဲ့အတွက်ကြောင့်ခန္ဓာကိုယ်တွေဖြစ်တယ်ခန္ဓာကိုယ်ဖြစ်လာရင်တော့ဒုက္ခကတော့ကျန်နေအောင်ပါပဲအိုတဲ့နာတဲ့ဒေတဲ့ဒုက္ခတခါလည်းပါနေအောင်ပါပဲ ဒါဆိုခန္ဓာကိုယ်မဖြစ်ဖို့ရာအတွက်အကံမရှိဖို့လိုတယ်။ကံမရှိဖို့ရာအတွက်ဘာလို့လဲဆိုရင်အဝိဇ္ဇာတွေတဏှာတွေပြတ်ဖို့လိုတယ်။အဲ့ဒီအဝိဇ္ဇာတဏှာတွေပြတ်ပြီးတော့ကံတွေမရှိခြင်းအပြင်ခန္ဓာကိုယ်မရှိတော့တဲ့ခန္ဓာကိုယ်ထဲမှာပါတဲ့ဘဒွေအဘောဒေဇောဝါယောအဲဥအစရှိတဲ့ယုံနာတွေမရှိတော့တဲ့နေဟာနိဗ္ဗာန်ပဲ။အဲ့ဒီနိဗ္ဗာန်ရောက်မှသာလျှင်တဏှာကပြတ်သွားမှာတဲ့။အိဋ္ဌဝတ္တနာဝတ္တတိဝဆင်းရဲဆိုတဲ့ဒုက္ခတွေကလည်းပဲမဖြစ်တော့ဘူးတဲ့။ နာနေရောက်တယ်ကလည်းပဲအကျွမ်းမဲ့ချုပ်သွားတာဒါတွေကတော့ဥစဉ်တော့ဘုန်းကြီးတွေဆိုတော့ဒါနိဗ္ဗာန်အကြောင်းကဒါနားလဲပါတယ်တချို့လူပုဂ္ဂိုလ်တွေကနိဗ္ဗာန်ဘာလဲဆိုတာသိပြီးတော့နားမလဲဘူးနိဗ္ဗာန်ဆိုတာတခါလေးကျတော့ခန္ဓာကိုယ်ကိုဒုက္ခလို့စိတ်ထဲမှာစွဲနေကြတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်မရှိဘူးဆိုရင်ဟိုဒါဒုက္ခဒုက္ခမဒုက္ခကုန်တယ်လို့မမြင်တော့ဘဲနဲ့ဒုက္ခတွေမြန်မဖြစ်တော့ဘူးလားလို့တော့မြင်နေရသေးတာဒါကြောင့်ခန္ဓာကိုယ်မရှိတော့ဘူးဆိုရင်ငါတို့မချမ်းသာတော့ဘူးထင်ပါတယ်နိဗ္ဗာန်လိုချင်စရာမကောင်းပါဘူးလို့ထင်စရာပဲ ဒါဘာကြောင့်လဲဆိုအစွဲလေးတွေကြောင့်ပဲဒါပေမဲ့ခန္ဓာကိုယ်ကြောင့်ဖြစ်တဲ့ဒုက္ခတွေကိုတို့ထည့်မတွက်ကြလို့ဒါဖြင့်ဒီလိုအစွဲတွေစွဲနေကြတာပေါ့နော်ဒါကြောင့်ဒီတော့ကိုချုပ်ပြီးတော့ပြောမယ်ဆိုရင်နိဗ္ဗာန်ရောက်ပြီဆိုရင်တန်မြာမလဲရတော့ဘူးနိဗ္ဗာန်ရောက်ပြီဆိုရင်စင်းရဲဆိုတာမရှိတော့ဘူးနိဗ္ဗာန်ရောက်ပြီဆိုရင်ယုံနာဆိုတဲ့ခန္ဓာကိုယ်တွေလည်းပဲမဖြစ်တော့ဘူးလို့ဒီလောက်တကဟောထားတာဟဲ့တော့ပါပြီ